ာဆနယ်ဗီပြဗမာ channel ကိုအားပေးဝေးရနေကြတော့ညီမများအားလုံးအာဆနယ်ချစ်ပြည့်တဲ့များအားလုံးနဲ့အတူတူဘောလုံးချစ်ညီကောင်မတို့များအားလုံးမင်္ဂလာပါလို့ဥစွာဖလမနှုတ်ခွန်းဆက်သားလိုက်ပါခင်ဗျာအာဆနယ်ဗီပြဗမာ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှတော့ကျွန်တော်တို့ဟာလာအာဆနယ်အသင်းရဲ့အကြောင်းအရာလေးကျွန်တော်နည်းနည်းလေးနည်းနည်းငယ်ပါပဲเนาะအများကြီးတော့မဟုတ်ပါဘူးကျွန်တော်စာလီဘာအကြောင်းပါမယ်ဘော့စကိုပြောတာပါမယ်ဂရန်နဖီပြောတာပါမယ်ပြီးကျွန်တော်တို့ FA Cup အကြောင်းလေးပါပါเนาะအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်စာလီဘာပြန်လာခြင်းနဲ့တူတူကျွန်တော်အသင်းဘလို့ခြင်းနဲ့ပြန်ဖြစ်လာနိုင်မယ်ဆိုတော့ ဥစ္စာနဲ့ကျွန်တော်နဲ့ငယ်သုံးသပ်လိုက်ချင်ပါတယ်။ဆာလီဘာကုပြန်လာ။ဆာလီဘာကအရန်ကြီးမားတဲ့ဒဏ်ရာမဟုတ်ရှေ့ပွဲမှာလည်းကျွန်တော်အက်စတရမီတာနဲ့ပွဲမှာရဲစုံမျိုးမသုံးကျင်တဲ့အတွက်သူ့ကိုဒီတိုင်းပဲထားလိုက်တဲ့အာဒီတာအဲ့လိုထားလိုက်တဲ့ပုံစံလို့ကျွန်တော်တော့မြင်မိတယ်။အဲ့တော့ဆာလီဘာပြန်လာတဲ့အခါမှာကျွန်တော်တို့အသင်းရဲ့နောက်တန်းအခြေအနေကကျွန်တော်တို့အသင်းမှာဂါဘရီယယ်သုံးပါဆာလီဘာတယောက်ကတော့မဖြစ်မနေရှေ့မှာရော။နှစ်ယောက်လုံးမရှိကြလို့မရဘူးဆိုတဲ့ပုံစံရှေ့ပွဲထဲမှာကျွန်တော်တွေ့ပြီးသား။အဲ့တော့ဆာလီဘာပြန်လာခြင်းနဲ့တူတူကျွန်တော်ကစားသမားတွေလည်းတကယ်ကိုပျော်ရွှင်ကျင်နဲ့လိုက်မယ်လို့ကျွန်တော်လည်းမျှော်လင့်တယ်လို့အာ ဟိုကျွန်တော်တို့ဗီဒီယိုဖိုင်ချို့မှာလည်းကျွန်တော်တွေ့ခဲ့ရတယ်ဗျာတကယ်လို့သူတို့ဂျင်းနဲ့ပျော်ရွှင်နေကြတယ်เนาะကြိုးစုံနေတဲ့ပုံစံကတော့ဒါထုံးစံပေါ့เนาะဒါပေမဲ့သူတို့ရဲ့မျက်နှာတွေမှာမြင်းနေရတယ်တကယ်လို့ဂျင်းနဲ့အားရနေတဲ့ပုံစံအဲ့တော့ကျွန်တော်ပြိတ်သက်တွေဘက်ကဂျင်းလဲကျွန်တော်ပြိတ်သက်တွေကလည်းဆာလီဘာပြန်လာခြင်းကိုကျွန်တော်တရားခံတော့တဲ့ပို့တော့တရားရာခံတော့တဲ့ပို့တော့တကယ်ကိုတကယ်ကိုဂျင်းနဲ့အားရပီတီဖြစ်ရတယ်ကျွန်တော်အဲဒီမှာဒီလိုလူမျိုးတွေတယောက်ဒီနှစ်ယောက်ဆာလီဘာကဂါဘရီယောနှစ်ယောက်ကတယောက်ရှေ့မှာရောက်ကွင်းလန်မှာဆိုတော့ကျွန်တော်ဇူဘီသုံးဖို့ရိုက်စ်တယောက်ရှေ့မှာရောက် ဟာအခုလိုမျိုးပဲဟုတ်တယ်နော်အဲ့တော့အဲ့လိုမျိုးပဲတိုင်းစစ်မှာလည်းကျွန်တော်ကစာကာသုံးဖို့အခုဟာစာကာသုံးဖို့ trusted တယောက်ရှေ့မှာရောရအဲ့လိုဖြစ်နေတယ်နော်ပြီးရင်ကျွန်တော်တို့နံပါတ်10ရောမှာဆိုအိုဒီကတ်ဟာလာအိုဒီကတ် အစေကျွန်တော်ဘသူသုံးလိုက်သုံးလိုက်အဲ့နှစ်ယောက်တည်းတယောက်တစ်ချိမအောင်ရမယ်ဆိုတော့ပုံသားအဲ့တော့ကျွန်တော်ဇာလီဘာနဲ့ပတ်သက်လို့ဇာလီဘာခုလိုပြန်ကောင်းလာတဲ့အခါမှာကျွန်တော်က welcome video တက်တက်လုပ်ဖို့တော့ကျွန်တော်ပြောစရာချက်လက်တွေကျွန်တော်စုတဲ့အခါမှာတကယ်ကိုများနေလို့ကျွန်တော်ဇာလီဘာကိုတက်တက် welcome video တက်တက်တခုမလုပ်မလုပ်လိုက်တာပါနော်ဇာလီကဇာလီဘာတကယ်တရားပြန်ကောင်းလာတဲ့အတွက်ကျွန်တော်တကယ်ကိုကျင်းတဲ့အားရပီတီဖြစ်ရပါတယ်ကျွန်တော်အသင်းဒီထက်ပို့ပြီးတော့တင်ကြိမ်တဲ့ကစားကွက်နဲ့တင်ကြိမ်တဲ့ဟလာရလက်တွေပြန်ရဖို့အတွက်ဇာလီဘာပြန်လာခြင်းကကောင်းသောလာခြင်းဖြစ်တယ်လို့ အဒီတာနည်းနည်းလည်းလောကကံရနည်းနည်းချောင်ချီဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်အသင်းကစာလီဘာပြန်လာတဲ့အတွက်အများကြီးပြောင်းလဲသွားမယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးစာလီဘာပြန်လာတဲ့အတွက်တည်ငြိမ်သွားမယ်ငါကိုတည်ငြိမ်တဲ့ပုံစံလေးကျွန်တော်ပြန်ပြီးတည်ဆောက်နိုင်မယ်လက်ရှိမှာကစားသမားရဲ့ဒဏ်ရာကစားသမားရဲ့တော်တော်နည်းလာပြီဟာဘာဖြစ်ဖြစ်ဂဗရီယယ်နဲ့ဟာဗတ်လောက်ပဲကြံခဲ့မှာနော်ကျွန်တော်တို့အဲကစားသမားတွေမက်စကွာယာကြံခဲ့မယ်ဂျေဆုလည်းဟိုတနေ့ကခြေစပ်ခြေစပ်ပွဲခြေစမ်းပွဲမှာကစားခဲ့တယ်နော်အဲ့တော့ ။လာမဲ့ကျွန်တော်တို့ချမနီပွဲစဉ်မှာတော့ဂျေစုလိုပေါ့လာပါနိုင်မှာတော့မထင်သေးဘူး။ဂါဘရီယယ်ပြန်လာပါလိမ့်မယ်လို့နော်အားလုံးပဲဂျေစုတင်ပါတယ်ဂါဘရီယယ်အကြောင်းလေးကျွန်တော်ဒီမှာနေရလိုက်မယ်ဗျာနော်။ Okay အဲ့တော့ဂါဘရီယယ်အကြောင်းပြောနေကြတော့တစ်ဆက်တည်းပြဒီမှာတော့ကျွန်တော်မထည့်မပြောကြဘူး။ဒါပေမဲ့အကောင်းနဲ့ရောက်လာလို့မန်နီအိုရီကနဲ့ပတ်သက်လို့အပြစ်ပြောနေကြတဲ့သူတွေဟဲ့လား။ခမရလို့ဗျာ။ကျွန်တော်အတင်းမှရှိနေကျွန်တော်အတင်းကလက်ရှိကပ္တိန်ပြเนาะကပ္တိန်ကြီးကဘယ်လောက်ထိအမြင်ကျဲလဲဘယ်လောက်ထိဘောလုံးကောင်းဘောလုံးကစားတာဘယ်လောက်ထိ အသက်ဝင်လှုပ်ရှားစွာနဲ့ကစားတက်တယ်ဆိုတာခင်ဗျားတို့လည်းအသိဆုံးဒဏ်ရာပြန်ကောင်းလာစားတပွဲမှာခင်ဗျားဒီလိုကြီးမျှော်လင့်လို့တော့မရဘူးလေဗျာသူနည်းနည်းတော့ဖောင်ပြန်ပြီးအောင်ဒီကစားသမားနဲ့ link ပြန်ပြောင်းသူတပွဲနှစ်ပွဲတော့အချိန်ယူအောင်ပါဗောဗျာဟုတ်တယ်မလားအဲ့တော့မန်နီအိုရီကောပြင်မြင်ကြပါနဲ့လို့အာဆင်နယ်ပြည်သက်တွေအားလုံးငါတို့မှမဝင်ရင်ဒီကစားသမားဘယ်သူဝင်ရမလဲဟုတ်တယ်ဟုတ်ဘာမှလာပြောမနေအိုရီကငါတို့ကစားသမားငါတို့ကပတိန်ပဲโอเคအဲ့တော့နောက်ကြောင်းတစ်ခုကတော့ကျွန်တော်တို့ Africa Cup နဲ့ပတ်သက်လို့ပေါ့နော် Africa Cup မှာကျွန်တော် post mount နဲ့တွေ့မယ်အေးစေး ပို့စမောက်ကကျွန်တော်တို့ကဟိုကျွန်တော်တို့ကဘောလုံးပွဲကို2004 2000 2003 2003အမီလေးမှီခဲ့တယ်ဗျ2005 5စပြီးကြည့်ခဲ့ရတယ်ကောင်းကောင်းကြည့်ခဲ့တာဖြစ်တဲ့အတွက်ပို့စမောက်ဆွဲအတင်းကိုကျွန်တော်ကရင်းနေပြီးသားအာပို့စမောက်ပရီးမီးယားလိတက်လာပရီးမီးယားလိမှာကောင်းကောင်းကျင်လည်ခဲ့တဲ့ကစားစတော့စီးတို့နဲ့အလားကောင်းကောင်းကျင်လည်ခဲ့တဲ့အတင်းမျိုးဗျာအဲ့တော့ဒီအတင်းကိုကျွန်တော်တို့နဲ့ရင်းနေတယ်ကျွန်တော်ကရင်းနေပြီးသားဒီအတင်းနဲ့ပတ်သက်လို့อ่ะအဲ့တော့ပို့စမောက်နဲ့တွေ့ရချင်းကြောင်းနေပို့စမောက်လက်ရှိအချိန်တွေကဘယ်လိုပဲဖြစ်နေပါစေကျွန်တော်တို့ဘာပြောပို့စမောက်အတင်းနဲ့ကံရမယ်ပို့စမောက်ကစားကွက်လေးပို့စမောက် ဆိုတဲ့အသင်းကိုကျွန်တော်ပြန်တွေ့ရအောင်မယ်ဟောဗျာเนาะအလံပုံစံလေးကျွန်တော် logo ပုံစံလေးရတော့လည်းကွဲသွားတာဗောနော်အဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်ဒီအသင်းကိုဟလာ FA ကမှတွေ့ရမယ်တော့ကျွန်တော် FA နောက်တစ်ဆင့်အောင်သွားအောင်ပါ ဲ့တော့ FA Cup ကကာလင်းရဲ့ Premier League ရဲ့ Champions League ရဲ့ဒီဖလားလေးလုံးကိုဟာလာဟန်ချက်ညီသွားဖို့တဲ့အတိုင်းမှာအများကြီးလှုပ်ဆောင်ရမယ့်ချက်တွေအများကြီးအများကြီးရှိနေတယ်လို့ကျွန်တော်ကတော့သုံးသပ်လိုက်ချင်ပါတယ်ခင်ဗျာ။ Okay ဒါကြီးကျွန်တော်တို့လို့ဗာမိုးတဲ့ကောင်းတယ်တော့တင်အတိုင်းပိုသိတာဗျာနော်။အာဇာဖွဲ့အာဇာနီးပြဖွဲ့ဝင်တွေရောကစားသမားတွေရောဒါကြီးကောင်းကောင်းဂျောနတ်မှာပါဒါတွေကိုတို့တိုင်တိုင်မင်းနဲ့အဲလက်တွဲညီလှုပ်သွားမယ်ဆိုကျွန်တော်ဒီဖလားတွေကလည်းလမ်းကြောင်းတစ်ခုပေါ့ကျွန်တော်ရောက်လာမှာဆိုတော့သိကြပါပဲနော်။ Okay အဲ့တော့ FA ဖလားကြောင်းလေးပြီးတဲ့အခါမှာကျွန်တော်တို့အဲ့ဒါ Bosco ပြောတဲ့အကြောင်းလေးကျွန်တော်အရင်ပြောလိုက်မယ်ဗျာနော်။ ။ဘာကြောင့် Bosco နဲ့ Grand Nephew ကိုကျွန်တော်ထည့်ပြောသလဲဆိုရင်ပြီးနောက်ဆုံးမှကျွန်တော်ပြပြမယ်။ Bosco ကကျွန်တော်ဘာပြောလဲဆိုတာလား။ဒီနေ့မှာလည်း Arsenal ကအသင်းကြီးတွေမှာမနိုင်မနဲ့ဘာဖလားလိုချင်တာတော့ဆိုတဲ့ပုံစံမျိုးပြတထက်သေးတော့မဟုတ်ဘူးဗျာနော်ပုံစံမျိုးပြောတယ်ဟာလာအချိန်မှာလည်း Liverpool ကိုရှုံးတယ်တဲ့ Chelsea ကိုသေးကြတယ်တဲ့ Man City ကိုသေးကြတယ်တဲ့နော်ပြီးရင်ကျွန်တော်တို့ဟာလာဟို Chelsea ကိုတဲ့ဆယောက်ထဲနဲ့တော့နိုင်မကန်နိုင်ဘူးတဲ့မိုင်းပွဲကလော်လော်ကျန်တဲ့အသင်းတော်သူသေးကြတယ်ရှုံးတယ်တဲ့ အဲ့တော့ဒီပုံသဏ္ဍာန်အတင်းကြီးမှမနိုင်ပဲနဲ့ဖလားလာမြူနေတယ်ဟဲ့အောင်အရင်နှစ်၃နှစ်လုံးနော်၃နှစ်၃နှစ်လုံးဒီနှစ်မှာအာဆင်နယ်အတင်းကြီးကိုရှုံးမှုတာဟုတ်လားမသိဘူးနော်အဲ့တော့ဘော့စကိုရေလို့ပြောလိုက်ချင်တာဘော့စကိုမင်းမသိရလည်းမဟုတ်ဘူးအာဆင်နယ်ကဒီနှစ်မှာလီဗာပူးအတင်းကိုစရှုံးမှုတာပရီးမီးယားလိမှာအတင်းကြီးတွေလုံးဝမရှုံးဘူးဒါပေမဲ့ငါတို့အဆင့်နှစ်နဲ့ကျင်နေခဲ့ရတယ်ဖလားမရခဲ့ ဒါတွေကိုအာတီတာပြင်ဆင်လာတဲ့ခါမှာအသင်းကြီးနေတဲ့အတွင်းထိထိသိသိနဲ့ကန့်ပြီးတော့ရမှတ်ကိုရနိုင်သမျှရောင်းအနည်းဆုံးတမတ်ရောင်းထိထိမိကန်ခဲ့တာဒါဖြစ်တဲ့လို့ရလှုပ်တဲ့လို့ရငါတို့အရင်ရနှစ်တည်းကဖြစ်ပြခဲ့တာအခုလိုမျိုး S1B လောက်ရှုံးတယ်လို့မျိုးစန္ဒလန်ကိုတည်ကြတယ်လို့မျိုးဒီလိုပွဲတွေမှာအမှတ်ရခဲ့တော့ငါတို့အဆက်နှစ်နဲ့ပဲအားရသိမ်းခဲ့ရတာအဲ့တော့နောက်ပိုင်းပွဲစဉ်တွေမှာဒီလိုမဖြစ်အောင်အာတီတာပို့ပြီး Q site လာလိမ့်မယ်မင်းတို့စောင့်ကြည့်နေ boss ကိုနော် okay သူနဲ့ဆန့်ကျင်မှာ grand navy ပြောတဲ့စကားဘယ်တော့ကောင်းကျွန်တော်အသိအကောင်းတာပြောလို့ကျွန်တော်ကောင်းတယ်ပြောတာမဟုတ် fail ဖြစ်တာကိုပြောတာ အာဆနယ်အသင်းကဟလာအာဆနယ်အသင်းကစားသမားတွေရောအာဆနယ်အသင်းနီးပြအာဆနယ်အသင်းဘက်နဲ့ပတ်သက်သမားတွေတွေအားလုံး DS Van Villa နဲ့ဘက်ရှုံသွားရုံနဲ့ဖလားမရတော့ဘူးဆိုတဲ့စိတ်ဓာတ်မျိုးရှိလိုက်မယ်လို့သူမမျော်လင့်ဘူးသူမထင်ဘူးအဲ့လိုဖြစ်လို့လည်းမရဘူးဒီတက်ပိုးတဲ့တက်ကြွတဲ့စိတ်နဲ့ငါတို့ဒီပွဲချုံတာဒီပွဲချုံတာပြီးခဲ့ပြီ။နောက်ပွဲတွေမှာဘလို့နိုင်အောင်ဘလို့ပြန်ပြီး box back ပြန်လုပ်မလဲဆိုတဲ့ပုံစံမျိုးကလော်နီဖီကပြောတယ်။အဲ့တော့အာဆင်နယ်ကဖလားရဖို့ဖလားရနိုင်တဲ့အသင်းတစ်သင်းဆိုတော့ကလော်နီဖီကယုံယခုချိန်ထိယုံကြည်နေသေးရဆိုတော့အဲသူ ယုံကြည်နေတဲ့ဆိုတဲ့ပုံစံမျိုးသူပြောသွားအဲ့လို Bosco နဲ့သူနဲ့ဘာကိုကျွန်တော်ရှင်ပြောချင်တာလဲဆိုတော့ဟာဒီလောက်ကြီးပြောနေကြအကြောင်းမရှိဘူးလေဗျာအာ Bosco တို့ဘာဒီကောင်းနေပါဇက်တဲ့ပေါက်ကြရတဲ့ရှောက်ပြောတာဟုတ်တယ်မလားကျွန်တော်တော်တော်များပါကျွန်တော်ဘောလုံးပန်းနေတယ်တော်တော်များအစနနဲ့ပတ်သက်ရင်လုံးဝဖြုတ်မယ်ဆိုတာပဲအဲ့တော့ဘောပေါက်လာမသိဘာမှအာရုံမလာအောင်ငါတို့ပြောချင်တာနှစ်နှစ်တသက်ပြောကြရတယ်ကွာအာဆင်နယ်လက်ရှိအခြေအနေမှာပရီးမီးယားလိဂ်15ပွဲကံပြီးပြီเนาะနှစ်ပွဲချုံးနဲ့၃ပွဲတည်ကြတယ်၃ပွဲတည်ကြတယ်ဟမ်အဲ့တော့10ပွဲနိုင်လာတယ်ကွာ မင်းဒါမင်းတို့ကအသင်းကညံ့နေပါလေလို့ပြောကြတယ်။လက်ရှိအဆင့်တက်မှာကွာနှမတ်ကွာသေးရကွာဒုတိယအသင်းနဲ့။ဟောနမစီးရနှမတ်ကွာသေးမန်စီးရအဲ့နှမတ်ကိုနောက်တစ်ပွဲနိုင်ငါတို့ကရှုံးပေးရမှာ။ဒီကောင်အဆင့်တက်ရအောင်ဆူတောင်းလိုက်လေ။ဟုတ်တယ်နော်။အဲ့တော့ဘာဖြစ်ဖြစ်ငါတို့အသင်းကလက်ရှိချိန်မှာအဆင့်တက်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဘဲကောင်းနေဘာပြောပြောနောက်တစ်ခုကိုကစားသမားကိုနော်။ငါတို့အသင်းမှာငါတို့ပြိသက်တွေမှာမဝင်းရပဲငါတို့ပြိသက်တွေမှာငါတို့ဆွဲမခေါ်ထားပဲငါတို့ဆွဲမတင်းထားပဲဒီကောင်တွေကဘယ်သူဆွဲတင်းမှမလဲအကုန်ကန်ချမဲ့ကောင်တွေကြီးပဲ။ တော့ပေါ့လားအာဆင်နယ်ပြိုက်တက်တွေအားလုံးညီကိုတွေအားလုံးတိုက်ညီလိုက်ညီနိုင်တို့ကိုအသင်းအောင်မှာကိုမွင်းရံဘယ်သူဝင်းရံကြမလဲလို့နော်အားလုံးဝင်းရံပြီးတော့ကျွန်တော်အသင်းအောင်အကောင်းဆုံးအားပေးကြမယ်လို့โอเคအားလုံးကိုကျေးဇူးတင်ပါခင်ဗျာကျွန်တော်ရဲ့ channel လေးကိုဝင်းရံပေးကြတော့ညီကောင်မအားလုံးအာဆင်နယ်ချစ်ပြတဲ့များအားလုံးတို့ဘလုံးချစ်ညီကောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော် channel လေးကိုဒီဗီဒီယိုလေးကြည့်ပြီးကျွန်တော် channel like and subscribe လုပ်တဲ့ like and subscribe လုပ်ပြီးအားပေးကြပါအောင်လို့အားလုံးကိုကျေးဇူးပါဗျာဘိုင်ဘိုင်ပါနော်အားလုံးကျေးဇူးအများကြီးတင်ပါ